ကဲအားလုံးပဲမင်္ဂလာပါရှင်တဲရော healing and reading mind kit drawer နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်เนาะကဲဒီနေ့မှာတော့เนาะအခုရက်ပိုင်းတွင်ကြုံတွေ့ရမယ်เนาะအချက်ရေးဆိုပြီးတော့ဗောနော reading အတူလေးဖတ်ပြပေးရမယ်အချိန်လေးရောက်ရှိလာပါပြီကဲ reading အတူလေးပေါ့နော်အချိန်ရင်းမှာအခုရက်ပိုင်းတွင်เนาะအခုအပတ်တွင်ပေါ့နော်ရက်ပိုင်းလပိုင်းတွင်မှာအဲရက်ပိုင်းအတွင်းမှာပေါ့လပိုင်းတွင်တော့မဟုတ်အခုရက်ပိုင်းတွင်တပတ်အတွင်းပေါ့နော်စသဖြင့်တုံတွေ့ရမယ်အချိန်ရေးကဘာတွေရှိမလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြရအောင်ကဲ ကြည့်ပေးနေကြပါတော့ random pickup လေးနဲ့လုပ်ပေးလိုက်မယ်เนาะ random pickup အနေနဲ့ကြည့်ပေးလိုက်ပါမယ်ဖြစ်ပါတယ်။အစ်မဒီလိုမျိုးလေးထားရအောင်။နည်းနည်းအောက်မှာမညီလို့ရှင်ဟိုပါဖြစ်တာလေး။နည်းနည်းဟိုကတ်ကလေးတွေမညီမညာဖြစ်သွားရင် ခွင့်လွှတ်ပေးနော်ကက်ကလေးမညီမညာဖြစ်သွားရင်ခွင့်လွှတ်ပေးနော်โอเคဒီမှာ random ပဲဆွဲချနော်โอเคဒါက angel message ပါ angel message အချီးမှာဗာလေးတည်တည်တိုက်နေတို့တောင်းမှာပါနော် ကဲဒါလေးက collective reading အနေနဲ့ပဲကြည့်ပေးပါမယ်เนาะလာကြည့်နေတဲ့သူလေးတွေကเนาะ kite energy လေးပါတယ်ဆိုရင်ယူပါเนาะအဲ့တော့ကဲအချစ်ရေးမှာတည်တင်တည်ထိုက်တဲ့အခု let flow energy အနေနဲ့เนาะ let flow energy အနေနဲ့တကက်ကိုယူပါမယ်ဟာလေဒီမှာ energy calling ဖြစ်တယ်ပေါ့เนาะစိတ်ထဲမှာပူကနေဖြစ်သွားတဲ့ဟာမျိုးပေါ့เนาะ energy calling ဖြစ်တဲ့ဘက်ကလေးဆွဲထုတ်တာဖြစ်ပါတယ်တဲ့ number 9 9 soft 1တဲ့เนาะ9 soft 1 ကဲဒါလေးကဒီမှာဆိုရင်တော့တကယ်တကဟာရွက်ကြီးကိုထမ်းပို့ပြီးတော့လာနေတယ်အချီရင်းမှာဆိုရင်မပြောချင်တာလေဆိုတော့အဲ့တော့လေတဖက်သူကလေကိုကိုဘောနော်ဟိုဘလူးခေါမလဲစီးချသလိုစီးကာထားသလိုဘောနော်ဒီကာဖို့ဘောနားမဝင်ဒတိုင်းချဖို့ပြောရရင်တော့ကိုနဲ့အဆက်အသွယ်လုပ်ဖို့ဘောနော်ကိုနဲ့အဆက်အသွယ်လုပ်ဖို့ကိုနဲ့ရှေ့ဆက်ဖို့ဦးတယ်နည်းနည်းလေးသူပါလေး တွန့်ဆုတ်နေတဲ့ပုံစံမျိုးမှာရှိရယ်အဲ့တော့အကယ်လို့များပေါ့နော်အဆက်အသွယ်ပြတ်နေတဲ့လူလေးတွေလာကြည့်ရယ်ဆိုရင်နော်အဆက်အသွယ်ပြတ်နေတဲ့လူလေးတွေလာကြည့်ရယ်ဆိုရင် तू ကကိုယ့်ကိုတမင်သက်သက်စီးထားပြီးတော့စီးရီပေါင်းနေထားပြီးတော့မှာပေါ့နော် तू တမင်သက်သက်မခေါ်တာမျိုးပေါ့နော်တမင်သက်သက်မခေါ်တာမျိုးရှိလိမ့်မယ်အဲ့တော့မခေါ်ရခြင်းအကြောင်းရင်းလည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါက ဒီမှာဆိုရင်အမျိုးသမီးတယောက်နဲ့ခလေးတယောက်ကိုတွေ့ရပေါ့နော်အဲ့တော့အဲတချို့သောသူတွေကလေကိုပတ်သက်မိတဲ့သူကအိမ်အောင်ရှိနေတာမျိုးခလေးရှိနေတာမျိုးဖြစ်တတ်တယ်နော်အဲ့တော့သူ့မှာမိသားစုရှိနေတာမျိုးပေါ့နော်တချို့ရကြတော့လေ ဟိုဟိုပါဗောနော်မိသားစုဗောမိသားစုဆိုတာသူ့ရဲ့ကိုပိုင်မိဟိုပါဘယ်လိုခေါ်မလဲ single ဗောနော် single ရော single ပဲဒါပဲသူ့ရဲ့မိဘရောနော်သူ့ရဲ့သူ့ရဲ့ဟိုပါညီကိုမောင်နှမစသဖြင့်အဲ့လို family ကိုပြောတာနော်တချို့ကြတော့လေဟိုမလွတ်မလပ်ဖြစ်နေတဲ့ energy မျိုးဗောနော်အဲ့လို energy မျိုးတွေကသူ့ကိုစီးကာထားနေကိုနဲ့သူနဲ့ကြားထဲမှာစီးကာထားနေတာမျိုးဖြစ်တယ်တဲ့နော်ဒါကြောင့်မို့လို့ဗောနော် ဒါကြောင့်မို့လို့ तू ကကိုယ့်ကိုဟိုဘယ်လိုခေါ်မလဲအဆက်အသွယ်တွေမလုပ်တော့တာเนาะအရှိဆက်မတိုးလာတော့တာပေါ့เนาะကိုယ်နဲ့သူနဲ့ကြားထဲမှာစီးချပလိုက်တာမျိုးတွေရှိတဲ့တဲ့เนาะအဲ့တော့ရှိဖြစ်နေတယ်တဲ့เนาะအဲ့လိုဆိုတော့အဲအကယ်လို့များပေါ့เนาะအဆက်အသွယ်ပြန်ရမလားဆိုပြီးတော့မှမျှော်လင့်နေရတဲ့သူတွေဆိုလို့ရှင်เนาะအဆက်အသွယ်လောလောဆယ်ပြန်ရအောင်မှာမဟုတ်သေးဘူး तू ကသူ့ကိုယ်တိုင်ကိုကစီးတစ်ခုချထားလိုက်တာမျိုးဖြစ်တယ်ပေါ့เนาะသူ့မိသားစုအတွက်မိသားစုရေးကိစ္စကြောင့်မို့လို့ပေါ့เนาะနောက်ခါကျတော့ तू က ီမှာဆိုလို့ရှိရင် once energy เนี่ยเนาะထမ်းပိုးထားရတာတွေများတယ်။သူ့မှာမိသားစုနဲ့ပတ်သက်တဲ့တာဝန်တွေကိုထမ်းပိုးထားရတာမျိုးပေါ့เนาะအဲ့လိုမျိုးတွေရှိရယ်။အဲ့တော့အလုံးတာဝန်တွေပြည်နေတာမျိုးเนาะဒီသူကအဓိကက main ပေါ့နော်အဓိကရှာဖွေတဲ့သူဖြစ်နိုင်တယ်သူ့မိသားစုမှာအဓိကထောက်ပံ့နေသူတွေလည်းဖြစ်နိုင်နေပေါ့နော်အဲ့တော့ အဓိကသူတို့ထမ်းပိုးထားရတဲ့ဝင်ဒီအရန်လေးတဲ့အတွက်ကြောင့်မို့လို့ဒီအခြေရေးမှာလောလောဆယ်ဦးစားမပေးနိုင်တာမျိုးတွေလည်းဖြစ်နိုင်တယ်เนาะအဲ့ဒါကြောင့်မို့လို့ကိုကိုအဆက်တွေတက်ထောက်ထားတာမျိုးကိုနဲ့အဆက်တွေမလုတာမျိုးပေါ့နော်တချို့ကြောင့်လည်းအဆက်တွေတော့လုံနေတယ်ကိုယ့်ပုံမှာတိတ်ပြီးတော့ဟိုဂယုမဆိုင်ဘူးပေါ့မကျင်နာဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိနေရမှာတချို့ကြောင့်လည်းစီးတက်တက်ချားလိုက်တာမျိုးတွေဖြစ်သွားတတ်တာမျိုးပေါ့နော်အဲ့လိုမျိုးရှိအဲ့တော့ဒီလက်တလုံးမှာဆိုလို့ရှိရင်ဟိုပြောရရင်เนาะဟို အဆင်ပြေနေတဲ့အခြေအနေတွေမှာဆိုရင်เนาะသူနဲ့ကိုယ်နဲ့ကជីကြီးမမပြဿနာတော့မရှိပါဘူးဆရာမရဲ့ကျွန်မဒီလိုပဲဝင်ကြည့်လိုက်တာပဲဆိုလို့ရှိရင်တော့ဗောနော်ကိုယ့်ရဲ့တစ်ဖက်သူမှာဝင်ဝင်တော့ဝင်ပိုးတွေဖြစ်နေတာရှိတတ်တယ်အလုပ်တွေပြင်းမနေတာမျိုးဝင်တော့ဝင်ပိုးတွေဖြစ်နေတာမျိုးเนาะခါကြလို့ရှိရင်အဲ့ဒီသူ့ရဲ့အလုပ်ကိစ္စอ่ะဗောနော်သူ့ရဲ့ဝင်တော့ဝင်ပိုးအလုပ်မဟုတ်လေတခါကြကျရင်သူ့ရဲ့စိတ်ဖြည့်စည်းပြင်းမလေးလံနေတဲ့ကိစ္စတွေရှိတယ်သိလားသူ့မှာဗောနော်အဲ့ဒီကိစ္စရက်တွေကြောင့်ကိုယ့်ကိုသူကကောင်းကောင်းမွန်မွန်စကားမပြောတာကိုယ့်ကိုစီးချထားတာနဲ့တိတ်ပြောလဲဟိုဖြည့်ရှင်းနေတာမျိုးတွေတိတ် မလုပ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကြုံနေရတတ်တယ်အဲ့တော့ okay เนาะနောက်ထပ်เนาะဒီ oracle ကเนาะနောက်ထပ် love message oracle တကယ်ကနေပြီးတော့မှဗာလေးကြီးပြောမလဲပြပြပါအဲ့တော့ swords and rose တယ်เนาะ swords and rose ဆိုတော့အဲတချို့တွေပေါ့เนาะဒီအချက်ရေးမှာเนาะဗာလဲဆိုတော့အာနည်းနည်းလေးပေါ့เนาะ clarity and truth ဆိုတော့လေအမှန်တရားနဲ့ အမှန်တရားကိုတိတိကျကျတိလာတာမျိုးဖြစ်နေမယ်တဲ့เนาะတချို့တွေကလေအာကိုယ့်ရဲ့တစ်ဖက်သူကိုတန်တရားဖြစ်နေတာတန်တရားဖြစ်နေတာမျိုးရှိနေမယ် เนาะအာနောက်တစ်ယောက်များရနေတာများလားဗောနောငါ့ကိုအခုလိုဘယူးမဆိုင်တာသူ့မှာနောက်တစ်ယောက်ရှိနေတာလားစသဖြင့်ဗောနောအဲ့လိုပုံစံမျိုးတန်တရားရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်လဲ clarity and trust ဆိုတော့လဲဒီရှင်းရှင်းလင်းလင်းသိလာရလိမ့်မယ်အမှန်တရားကိုရှင်းရှင်းလင်းလင်းသိလာရလိမ့်မယ်သူကအမှန်တကယ်ပဲနောက်တစ်ယောက်ရှိနေတာလားအကယ်လို့အမှန်တကယ်နောက်တစ်ယောက်ရှိနေတာမျိုးဆိုရင်အဲ့ဒီကိစ္စပေါ်လာလိမ့်မယ်เนาะပေါ်လာလိမ့်မယ်အကယ်လို့အမှန်တကယ်နောက်တစ်ယောက်ရှိနေတာမဟုတ်ဘူးသူ့မှာနဲ့သူပဲသူ့အလုပ်ကိစ္စရေးကြောင်းရှုပ်နေတာသူ့မိသားစုကိစ္စရေးကြောင်းရှုပ်နေတာဗောနောဒါမျိုးဆိုလို့ရှိရင်လဲအဲအဲ့ဒါကိုဟိုသူ ကိုယ်တိုင်ကထုတ်ပြောလာတာမျိုးတို့မဟုတ်လို့ရှင်လေတခုခုကြောင့်ပေါ့နော်ကိုကတိသွားတာမျိုးပေါ့နော်ဒါမျိုးလေးဖြစ်နေမယ်တဲ့နော်နောက်ကကြတော့ honors and protection တဲ့နော်နောက်ကကြတော့ဟိုကာကိုကိုကိုကာကွယ်တာပေါ့နော်ကိုကိုကိုကာကွယ်ခြင်းနောက်ကကြတော့ honors and protection ဖြစ်တဲ့အတွက်ကြောင့်မျိုးပေါ့နော်ဒီယုံကြည် ယုံကြည်ရတယ်ယူသားတယ်ကာကွယ်တယ်ဆိုတဲ့ပုံစံမျိုးရှိရအဲ့တော့တချို့တွေပေါ့နော်တကယ်တမ်းကြတော့ပေါ့နော်ကိုထင်သလိုမဟုတ်နေဘူးအဲ तू ကတကယ်တော့ပေါ့နော်တကယ်တစ္ဆာရှိတယ်ယူသားတယ်ကိုကို protection လုပ်နိုင်တဲ့အနေအထားမျိုးရှိရပေါ့နော်တချို့တချို့တွေ energy မှာဆိုရင်ပေါ့နော်အဲဒါမို့ရင်လည်းဒီမှာဗာလဲဆိုတော့တချို့ကောင်မလေးတွေကတချို့ sorry တချို့ပေါ့နော် feminine energy ပေါ့နော်ကောင်မလေးပဲဖြစ်ဖြစ်တွေကအမျိုးသမီး energy ရှိတယ်လို့ပဲပြောမယ်နော်တချို့အမျိုးသမီး energy ရှိတဲ့လူလေးတွေကဗာလဲဆိုတော့လေ အချစ်ရေးမှာကွာပြောရရင်တော့နှလုံးသားရေးရနှလုံးသားတစ်ခုရဲကိုပဲကိုကလေဟိုကလုံနေတာမျိုးမဟုတ်ပဲနဲ့ကွာဦးစားပေးနေတာမျိုးမဟုတ်ပဲနဲ့အုံနှောက်ကောနှလုံးသားမျိုးကောပေါ့နော်နှစ်ခုစလုံးကိုအဲကိုကလုတ်လာတာမျိုးရှိလိမ့်မယ်เนาะအဲ့တော့ပြောချင်တာကကိုကိုကိုလည်းကကွယ်နိုင်တယ်ကွာကိုနှလုံးသားအသေးမကွဲရဥပမာကွာကိုရဲ့ဒီတဖက်သူကွာကိုကို ထားပါတော့တစ္ဆာဖောက်တယ်လို့တတ်တပါတီပေါ်တာလို့เนาะဒါမှမဟုတ်မထင်မှတ်ပဲနဲ့သူ့မှာဟိုနောက်မိသားစုရှိနေတာတည်သွားတာလို့စသဖြင့်ပေါ့เนาะအဲအဲ့လိုမျိုးပေါ့အဲဒီလိုမျိုးကိစ္စတွေပေါ်လာခဲ့မယ်ဆိုရင်အဲကိုကကိုကိုကိုကာကွယ်နိုင်တယ်ကိုရဲ့နှလုံးသားကိုကဟိုအမအသေးကိုရတယ်ဆိုရင်တော့ကိုကိုကိုချက်တဲ့ energy ကိုပို့ပြီးတော့မွေးနိုင်တယ်ကွာသိရမလားနှင်းစီပေါ့เนาะ rose ရဲ့ပြောရရင်တော့စူးတွေကာရင်ထားတဲ့နှင်းစီဆိုတာသိရမလားစူးတွေကာရင်ထားတဲ့နှင်းစီဆိုတာကိုကိုတိုင်းကလည်းလုံးဝတောက်ပနေရမယ်ကိုကိုတိုင်းကလည်းလုံးဝထက်မြက်နေရမယ်ပြောချင်တာကလေ အချစ်ကိုကိုးကွယ်တဲ့လူသားမျိုးမဟုတ်နေဘူးကွာသိရမလားဒီလိုလူမျိုးလေးတွေရဲ့ energy မျိုးကိုဒီမှာအများကြီးတွေ့ရတယ်ဒါကြောင့်မလို့အခုကျမရဲ့ဒီဒီ reading လေးကိုပေါ့နော်လာကြည့်နေတဲ့ collective တမားလေးတွေမှာဆိုလို့ရှိရင်လည်းပဲเนาะကိုကလုံးလုံးဆယ်မှာဒီလိုမျိုးစိတ်တက်ကထက်မြက်နေတာမျိုးမရှိနေတဲ့သူတွေပါသေးရယ်ဆိုရင်စိတ်တက်မနိုင်သေးဘူးပေါ့နော်ပါနေသေးရယ်ဆိုရင်ဒီလို energy ကိုအမြန်ဆုံးပြောင်းလဲလာနိုင်လိမ့်မယ်ပြောင်းလဲပြစ်လာနိုင်လိမ့်မယ်เนาะအဲ့တော့စူးတွေကာရင်ထားတဲ့နှင်းစီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဟာအယန်းကိုထက်မြက်နေရမယ်ကိုကိုလိုချင်တဲ့သူတွေများနေလိမ့်မယ်ကိုကိုချူချင်တဲ့သူတွေများနေလိမ့်မယ်ဒါပေမဲ့ကိုကအဲ့ဒါကိုဗာလဲဆိုတော့ကိုနှလုံးသားနာကျင်မှုမဖြစ်အောင်လို့เนาะစူးတွေအပြည့်နဲ့ကာရင်ထားပြီးတော့လူတွေကိုမယုံလိုက်ပဲနဲ့ပေါ့เนาะပြောရရင်တော့နှလုံးသားကြီးပုံအပ်ပြီးတော့မပေးလိုက်ပဲနဲ့เนาะ ပြောရရင်တော့အုံနောက်ကနှလုံးသားရောနေကိုနော်အာကိုကမြက်မြက်တက်တာချစ်ပြေးတတ်ဖို့နော်စိတ်ကိုထားတတ်ဖို့ပေါ့နော်ကိုကလိုအပ်တယ်နောက်တစ်ခါကျတော့ကိုထားလာနိုင်လိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့အကယ်လို့များပေါ့နော်တစ်ဖက်သူကကိုကိုအရန်ကြီးစီးရီပေါင်းကြီးချားပြီးတော့အရန်ကြီးဟိုတည့်ရမလားဟိုအရန်ကြီးကရန်နေရဆိုရင်လွတ်တာထားပြီးလိုက်လို့ပြောကြတယ်ပေါ့နော်လွတ်ထားပြီးလိုက်ကိုကလည်းကိုရဲ့ပြောရရင်တော့ကိုကုံတိတ်ခါနေเนาะကို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 ရဲ့ ဘယ်လိုခေါမလဲကိုကိုကိုပို့ချစ်တဲ့ energy နဲ့ပေါ့နော်ကိုကိုကိုပြန်လဲကကွယ်ပါကိုရဲ့သိခါတရားနဲ့ပေါ့နော်ပြန်ပြီးတော့မှနေပါနောက်ခါကျတော့တချို့ကျတော့လေလုံးဝ determination လုံးဝဆုံးဖြတ်ချက်တွေအတိအကျခင်ခင်မှမှချမှတ်နိုင်သွားလိမ့်မယ်တဲ့နော်အဲ့တော့ဒီ relationship မှာဟာဘာလို့ရမလဲမသိဘူးသိရမှာဘယ်လိုဆုံးဖြတ်ရမလဲမသိဘူးဆိုတဲ့သူတွေဟာစဉ်းစားဆုံးဖြတ်လာနိုင်လိမ့်မယ်နော်ဘာလဲဆိုတော့ဒီလူဟာဘာလဲဆိုတာတိချာတိလာလိမ့်မယ် အမှန်အမှားကိုလည်းကိုယ်ကိုယ်ပြပြမြင်လာလိမ့်မယ်အဓိကကကိုယ့်ကိုချစ်တဲ့ energy လေးကိုတောင်ဝေးမြူပါအရာရာရှောက်ပြောပေါ့နော်ကောင်းတဲ့ဘက်ကနေပြီးတော့ရှောက်တွေးပြောတစ်ခါလေးကြောက်လို့ရှိရင်ဗာလေကောင်းတဲ့ဘက်ကနေတွေးတာလည်းကောင်းတယ်ကွာဒါပေမဲ့တွေးထိုင်းလည်းမကောင်းဘူးဆိုတာကလေတစ်ဖက်ဆိုတာကိုယ့်ပေါ်မှာညာနေတာလားအကွက်ရွှေ့နေတာလားနော်ဒါတွေကိုကိုယ်ကလေအရင်ကြီးချစ်မိပြီးတော့ဇုံလုံးကန်းနေတဲ့အချိန်မှာမမြင်နိုင်ဘူးပေါ့နော်အဲ့တော့အရာလေးတွေကိုမြင်အောင်ကြည့်ဖို့လိုရတယ်အဓိကကကိုယ့်ကိုယ်ကိုချစ်တဲ့ energy လေးကိုပြန်မွေးပြီးတော့မှတချို့ကိစ္စတွေကတူဒီလိုလောက်တာတော့ငါ့ပေါ်မှာမတင်ဘူးမလုံးတင်ဘူးဆိုတာမျိုးပေါ့နော်ဒါငါ ားရဲ့တိတ်ခေါင်စော်ကားတာငားရဲ့မာနာကိုထိခိုက်တာစသဖြင့်ပေါ့နော်ဒါလေးတွေကိုမြင်အောင်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်သူကိုယ်ကိုကြောင်ထိုးထားတာလားအဲကိုတကယ်ကိုတန်ဖိုးမထားတာလားဆိုတော့မြင်အောင်ကြည့်ဖို့လိုအပ်တယ်အဲ့ဒါလေးတွေကိုမြင်လာပြီဆိုရင်ကိုကတိကျကျဆုံးဖြတ်ချက်ချမှတ်လာနိုင်နိုင်မယ်ဒီလူဟာကိုယ့်ပေါ်ကောင်းလားမကောင်းလားဆိုတာမျိုးပေါ့နော်โอเคအဲ့တော့ angel message ပေါ့เนาะ love message angel ကနေပြီးတော့ဗာပြောမလဲဒီရက်ပိုင်းမှာကြုံတွေ့ရမယ်အခြေအနေမှာဆိုရင်ဗာရီတည်တည်တည်ထိုင်မယ်ညပြီပါ passion တဲ့နော် along your head and the soul to sing with twine တဲ့နော်အဲ့တော့ passion ရှိအဲ့တော့တချို့တော့ energy လေးတွေမှာဆိုလို့ရှင်တော့เนาะသူနဲ့ကိုယ်နဲ့ချက်ချင်းอ่ะသူကလည်းအမှန်တကယ်ကိုယ့်ကိုချက်တယ် passion ရှိတယ်ကိုကလည်းသူ့ကို เนาะချစ်တဲ့အမှန်တကယ်ပေါ့เนาะအမှန်တကယ် passion ရှိရယ်ဆိုတော့အနေထားမျိုးလေးတွေရှိပါတယ်အဲ့တော့ along your heart ဆိုတော့ကိုယ့်ရဲ့နှလုံးသားကိုခွင့်ပြုလိုက်ပါ source to sing with joy เนี่ยเนาะအဲ့တော့ကိုယ့်ရဲ့စိတ်နှလုံးမှာပေါ့เนาะဒီစိတ်နှလုံးမှာဗာလဲဆိုတော့ဒီပျော်ရွှင်ပျော်ရွှင်ခြင်းနေတဲ့အတူပေါ့เนาะတခြင်းလေးစုံကြီးပြီးတော့ပေါ့เนาะအဲ့ဒါတော့ဒီ ြောရရင်တော့ romance ပေါ့နော်အချစ်ချင်းတရားလေးတွေကိုတိဆောက်လို့ရတဲ့အချိန်မျိုးလေးတွေတုံလာပါလိမ့်မယ်တဲ့နော်အဲ့တော့ဒီရပိုင်းထဲမှာကိုနဲ့ပေါ့နော်ဒီဟိုတချို့လေးတွေလာကြည့်နေတဲ့သူလေးတွေမှာနော် collective reading ဖြစ်တဲ့အတွက်ကျွန်မလည်းအဲ့ဒါလေးကိုနည်းနည်းလေးခွဲပြောရအောင်ပေါ့နော်တချို့လာကြည့်နေတဲ့သူလေးတွေမှာပြဿနာကြီးကြီးမားမားမရှိနေတဲ့သူလေးတွေပါလိမ့်မယ်နော်ဒီလိုပဲအာအချစ်ရေးဘာထူးမလဲဆိုပြီးတော့ဒီတိုင်းဝင်ကြည့်တဲ့သူလေးတွေပါလိမ့်မယ်ဟိုသူတို့လေးတွေအတွက်ကတော့နော်ပြဿနာကြီးကြီးမားမားလည်းမရှိနေဘူးဆိုရင်တော့ဒါအေးစစ်စစ်ပဲနှစ်ယောက်သားကြားထဲမှာကိုယ့်ဟာကိုဒီကိုယ့်ရဲ့နှလုံးသားလေးတွေကိုဖွင့်ပေးပြီး မှာတယောက်နဲ့တယောက်ယုံကြည်မှုရှိရှိလေးနဲ့เนาะအရှိမဆွမ်းတော့ပြောထားဟိုကျွန်မပြောသွားလို့ဟာတက်ပါတီပေါ်လာမယ်ဆိုရင်အခုလောလောဆယ်မှာကိုယ့် လာကြည့်နေတဲ့သူလေးတွေမှာဘာပြဿနာမှမရှိဘဲနဲ့နင်းနိုင်နေတယ်ကျမကဒီလိုဟောလိုက်လို့ပေါ့နော်ဟာငါ့မှာတော့တက်ပါတီပေါ်လာတော့မလားဘာညာနဲ့အဲ့လိုကြောက်သွားစရာမလိုဘူးနော်အဓိကကဒီမှာလာကြည့်နေတဲ့သူလေးတွေ energy ကအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကတက်ပါတီငကိုတွေကပေါ်နေတဲ့သူတွေဒီပေါ်ပြီးသားလူတွေလည်းရှိနေလိမ့်မယ်အဲ့ဒီလူတွေရဲ့ attract ကရှိရပြောသွားတဲ့အဟောတွေကဟုတ်တယ်ပေါ့နော်ဒီကိုယ့်ရဲ့ relationship မှာတက်ပါတီပေါ်နေတဲ့သူတွေကသူတို့ကတပိုင်းတက်တက်နော်တချို့ကြောင့်လည်းပေါ်နေရမဟုတ်ဘူးသူကသူမိသားစုကြီးကကိစ္စနဲ့ပဲပြဿနာလေးတွေတက်နေတာကိုနဲ့နင်းနေမချိမငန်လေးတွေဖြစ်နေတဲ့ တွေဆိုလို့ရှိရင်လည်းပဲဒါသူကနေသူကကိုယ်တကယ်တမ်းပက်ရှင်ရှိပါလားကိုယ်ကိုတကယ်တမ်းချစ်ပါလားဆိုတာမျိုးလည်းမြင်ရလာလိမ့်မယ်ပြောရရင်တော့ဘယ်ဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်အမှန်တရားဆိုတာကိုပေါ်ထွက်လာလိမ့်မယ်အဲ့တော့ဒီမှာဆိုရင်တော့အေးပေါ့နော်ဒီတပ်ပါတီပေါ်နေရမဟုတ်ဘဲအရှုပ်ရှင်းတိတ်ပြီးတော့မရှိနေတဲ့ဟို relationship လေးတွေပေါ့နော်ဒီမှာလာရှိတယ်ဆိုရင်အဲ့ဒီသူလေးတွေအတွက်ကတော့ဗာလဲဆိုတော့ယောက်နဲ့ယောက်ကနှလုံးသားတွေတိကျစွာနှီးဆက်ဖို့နော်ခွင့်ပြုပေးပါပြီးသွားလို့ရှိရင်တယောက်နဲ့တယောက်တွေ့ရတဲ့အချိန်လေးတွင်းမှာเนาะအဲဒါလေးကို တံပိုးချပြီးတော့မှပျော်ရွှင်ပျော်ရွှင်စွာနေပါပေါ့နော်တယောက်နဲ့တယောက်ပုံမှန်လင်းလင်းနဲ့ပြောဆိုဆက်ဆံမယ်တယောက်ကိုတယောက်အကျင့်ကျင့်နာနာဆက်ဆံမယ်ပက်ရှင်ရှိရှိပေါ့နော်တယောက်ရဲ့စိတ်ထဲမှာတယောက်လုံးဝလေးလေးနက်နက်နဲ့ချစ်တယ်ဆိုတဲ့ energy လေးတွေနဲ့ပေါ့နော်ဒီပျော်ပျော်ရွှင်ရွှင်လေးဆက်သွားရမယ်အချိန်မျိုးလေးတွေဖြစ်တယ်ဆိုတာလေးကိုလည်းပြောပြတာရတယ်အဲ့တော့အဲဟိုနော်အကယ်လို့များပေါ့နော်တကြက်ကြက်ရန်ဖြစ်နေတဲ့သူလေးတွေရှိရယ်ဆိုရင်တော့ပြန်အဆင်ပြေလာလိမ့်မယ်နော်တကြက်ကြက်ဘာမှတော့မဟုတ်ဘူးပေါ့နော် ဆာမရဲဘာမှပဲပြဿနာတော့ကြီးကြီးမားမားတော့မဟုတ်ဘူးဒါပေမဲ့တကြက်ကြက်ရင်ဖြစ်နေရတယ်ဆိုရင်တော့အဲ့ဒီသူလေးတွေကပြန်အဆင်ပြေလာလိမ့်မယ်နော်အကယ်လို့ပေါ့နော်နည်းနည်းလေးခက်နည်းနည်းလေးတော့ပြဿနာကြီးမားတယ်တချို့ကြတော့လည်းကြီးမားတယ်ဘာလို့လဲဆိုတပ်ပါတီတွေကပေါ်နေပြီအဲ့တော့ဖြက်ကမလားမဖြက်ကမလားဒီလူဟာကိုယ်ကိုဘယ်လိုဆက်လုပ်ရမလဲဒီလိုလူတွေအတွက်ကတော့ဒါကကိုဘာလုပ်တင်လဲဆိုတာတိကျချာတိတာလိမ့်မယ်နော်သူ့ရဲ့ ဆိုတော့အရှိမပြောသွားသလိုသူကိုယ်ပေါ်မှာအမှန်တကယ်ကောင်းလားမကောင်းလားဆိုတာတွေကိုကိုယ့်ကိုယ်ချစ်တဲ့ energy နဲ့ပြည့်ချာပြန်ပြီးတော့စဉ်းစားဆုံးဖြတ်ပါအဲ့လိုဆိုလို့ရှိရင်ဒီလူဟာတကယ်ဖြတ်တင်တာလားမဖြတ်တင်တဲ့လူလားဆိုတာကိုယ်ကိုယ်တိုင်စဉ်းစားဆုံးဖြတ်လာနိုင်လိမ့်မယ်ဆိုရဲ energy လေးတွေလာပြတယ်เนาะအဲ့တော့ဒီ dot twin မှာဒီလိုမျိုးလေးတွေအာကြုံလာရဖို့လေးရှိပါတယ်ဆိုတာကိုပြောလိုက်ပါတယ်เนาะကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံပါစေကောင်းတဲ့ energy လေးတွေကိုမဟုတ်ချမသွေးခံစားရပါစေเนาะမကောင်းတဲ့ energy လေးတွေကတော့ကင်းစင်ပျောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် เนาะမိမိတို့ရဲ့တဦးတယောက်ချင်းစီအတွက် personal reading လေးတွေနေတယ်ဆိုရင်တော့ tarot healing and reading by kitra ရဲ့ facebook chat box တွေမှာလာရောက်မေးမြန်းလို့ရပါတယ်เนาะနောက်ခါကျတော့ဒီ viber နဲ့ whatsapp number တွေ ਆਰੀ ပြောလေလာမေးလို့ရပါတယ် viber နဲ့ whatsapp number တွေကိုလည်းအခု video မှာရေးပြပေးထားပါတယ်เนาะကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်เนาะတတ်တာ